ဘယ်လာရုမော်ဒယ်တူဟာထိုင်းနိုင်ငံကနေတဆင်မြန်မာနိုင်ငံထံပြန်ပေးဆွဲခံခဲ့ရတယ်ဆိုတဲ့ပြည်ပမီဒီယာတွေရဲ့သတင်းတွေကိုထိုင်းရဲတပ်ဖွဲ့ကအငင်းဆိုခဲ့ကြောင်းခါအိုဆော့အင်္ဂလိပ်သတင်း website မှာဖော်ပြခဲ့ပါတယ်။အဆိုပါဘယ်လာရုမော်ဒယ်ဟာထိုင်းနိုင်ငံအတွင်းကနေသူ့သဘောဆန္ဒလျောက်ထောက်ခွာသွားတယ်။လူဝင်မှုမှတ်တမ်းတွေနဲ့စောင့်ကြည့်ရေးဗီဒီယိုမှတ်တမ်းတွေကိုထိုင်းရဲတပ်ဖွဲ့ကတင်ပြပြီးငင်းချက်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဗီရာခရက်ဆိုပါအမည်ရှိဘယ်လာရုမော်ဒယ်ခီးသွားမတ်တန်တွေနဲ့လက်ဝေယာမျက်နှာပုံမှန်အသွင်ပြင်အစားရှိတယ်။ဘိုင်ိုမက်ထရစ်အချက်လက်ကောက်ယူတဲ့စနစ်နဲ့လေ့လာခဲ့တဲ့အသေးစိတ်ချက်လက်တွေရှိခဲ့ကြောင်းထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုဝင်ရှိသူရဲမှုချန်ဂရိုရင်ဖာဒီကအော်တိုဘာ22ရက်ကပြောကြားခဲ့ပါဗျာ။ စုံစမ်းစစ်ဆေးမှုတွေဟာ crap ဆိုပါစက်တင်ဘာ12ရက်ဒေသစံတော်ချိန်ညတကောင်ကျော်ဖြစ်တဲ့နနက်7နာရီ40တက်မိနစ်မှာတူနာဘူမိလေးစိတ်တန်ဝင်ရောက်လာခဲ့ပြီးစက်တင်ဘာ20ရက်နနက်9နာရီမှာထိုင်းအဲဝေးလေကြောင်းလိုင်းရဲ့လေရင်ပြန်တမ်းမှုအမှတ်စဉ် TG301 နဲ့မြန်မာနိုင်ငံရန်ကုန်မြို့တန်ထွက်ခွာသွားခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ Crab ဆိုပါအလိုလျောက်နေဆက်ထင်းချုပ်ရေး Automatic Border Control ABC စနစ်ကနေတစင်ထွက်ခွာသွားခဲ့တာဖြစ်ပြီးအတင်းအဓမ္မခေါ်ဆောင်သွားခံရတဲ့လက္ခဏာတွေ ည်းမတွေ့ရကြအောင်လုံချိုကြီးကင်မရာရဲ့ဗီဒီယိုမှတ်တမ်းတွေမှာပေါ်ပြခဲ့တယ်လို့ဆိုပါတယ်။အဲဒီမော်ဒယ်ဟာထိုင်းနိုင်ငံတဲကိုဝင်ရောက်လာခဲ့ပြီးမြန်မာနိုင်ငံကိုပြန်ပြေးဆွဲခံခဲ့ရတယ်ဆိုတဲ့သတင်းတွေကမမှန်ကန်ပါဘူးလို့ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကအခိုင်အမာပြောဆိုခဲ့ပါတယ်။ Crab ဆိုပါဟာမြန်မာနိုင်ငံတန်ရောက်ရှိခဲ့ပြီးနောက်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေဟာထိုင်းနိုင်ငံရဲ့တရားစီရင်ပိုင်ခွင့်အပြင်ဘက်မှာဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ ထိုင်းလူဝင်မှုရေးရာအာဏာပိုင်တွေကလည်းသူတို့ရဲ့တပ်တွေအထောက်အထားတွေကိုထိုင်းနိုင်ငံရှိဘယ်လာရုကောင်စစ်ဝင်ရုံတန်းပေးပို့ခဲ့ကြောင်းလည်းပြောကြားခဲ့ပါတယ်။ထိုင်းရဲ့တပ်ဖွဲ့ဟာထိုင်းနိုင်ငံကနေတဆင်အေနီဂျေနိုင်ငံတွေရှိကြားပြတ်စင်တာတွေထံလူမောင်ကိုကူးမှုတွေကိုတားဆီးဖို့အတွက်အစီအမံတွေလှုပ်ဆောင်နေကြောင်းလည်းပြောကြားခဲ့ပါတယ်။